Hello အားလုံးပဲမိင်္ဂလာပါဘာ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Jaden Sancho ကတော့ဇန်နဝါရီအပြောင်းအရွှေ့မှာ Manchester United ကိုပြန်လာလို့မရဘူးပေါ့လေ။အဲဒါကျွန်တော်တို့အနေနဲ့ Chris Wheeler ကနေပြီးတော့ report လုပ်ထားတာပါ။အားလုံးလည်းသိတဲ့အတိုင်းပဲ Sancho ကတိုင်ပတ်နေတယ်။တိုင်ပတ်နေတော့အသင်းကိုမြန်ပြန်ရောက်လာတော့မလား။ Aston Villa ကမြန်ပြန်လွှတ်တော့မလားပေါ့။ဒီနေရာမှာ Chris Wheeler က Jaden Sancho ဟာ ယာဒီမကုံမချင်းပေါ့နော်ဒါဇန်နဝါရီအပြောင်းရွှေ့လို့ပါတော့မှာမန်ချက်စတာယူနိုက်တက်ကိုပြန်လာလို့မရဘူးပေါ့အထူးသဖြင့်ကျွန်တော်တို့အက်စဒီအက်စတိုမီလာနဲ့ယူနိုက်တက်တို့ရဲ့ဂျားထဲမှာသဘောတူညီမှုယူထားတဲ့အချက်ကဇန်နဝါရီအပြောင်းရွှေ့မှာကျွန်တော်အနေနဲ့ဒီတော့ဒီ break clause ကပါဝင်မနေဘူးပေါ့ဗျာဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဇန်နဝါရီပြောင်းရွှေ့မှာပြန်လာလို့မရဘူးယာဒီကုံတီအက်စတိုမီလာမှာဆက်နေရမယ်ဆိုတဲ့သဘောပဲဆိုတော့ ဘလို့ဘလို့ကြောက်လဲဆိုတော့ပြည်သက်တွေကတော့ပြန်မလို့ကျင်ကြအောင်ပေါ့လေနော်မလို့ကျင်ကြအောင်ဆိုတာဂျီဒန်ဆန်ဂျူနဲ့ပတ်သက်လို့ရှိရင်ဟိုအက်စတိုမီလာရဲ့ဘက်ကလည်းအဆင်မပြေတော့ဘူးကျွန်တော်တို့ပြီးခဲ့တဲ့မန်ချက်စတာစီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာသူ့ကိုဗာလဲဟို28မိနစ်လားဟာနော် second ဟိုမိနစ်30လားကျွန်တော်တို့ဒီလူစားလဲတယ်ပေါ့ဗျာပွင့်တီယာဒန်ရသွားတော့လူစားလဲပြီးတော့ဒုတိယပိုင်းမိနစ်80 85မိနစ်လောက်လေးကြာရောပြန်ပြီးတော့သူ့ကိုလူစားလဲပြီးတော့ထုတ်ပလိုက်တယ်ဆိုတော့တပွဲလုံးတော့ကျွန်တော်မကစားခဲ့ရဘူးအဲ့လိုထုတ်ခံတဲ့အချိန်မျိုးမှာ အသင်းဘော်ဒီနဲ့လည်းသိတယ်မလားနော်ဟိုဘယ်ပြောမလဲနှုတ်ဆက်တာတွေမိတ်ဆက်တာတွေဘာမှမရှိနီးပြဖြစ်တဲ့ Unai Emery နဲ့လည်းဘာမှမရှိနဲ့စန်ချူကတော်တော်လေးကိုတိုင်ပတ်နေတာအက်စတူမီလာအသင်းပြိတ္တတီဂျားထဲမှာလည်းလုံးဝအမှားကြီးမှားတယ်ဆိုတဲ့ပုံစံမျိုးတွေပြောလာကြတော့ကျွန်တော်ပြန်ပြန်အသင်းထံကိုပို့တော့မလားပေါ့အက်စတူမီလာရဲ့ဘက်ကပေါ့နော်ဆိုတော့ပြန်ပို့လို့မရဘူးဆိုတာကောင်းတဲ့တစ်ချက်ပါဘာလို့လဲဆိုတော့မဟုတ်ရင်ဟို United အတွက်ဒီလောက်ခလာတာတွေဘာတွေကတိုင်ပတ်နေ ਉ မှာအခုဆိုလို့ရှိရင် Aston Villa က စန်ကျူရဲ့လောက်ခလာစာတွေကိုတိုင်းနာတစ်ခုညီပေးထားတဲ့နေထားမှာရှိတယ်ဗျာကျွန်တော်ကတော့ဗောနောကြားထဲမှာမြန်သူတို့ solution တစ်ခုရှာသွားမလားဗောအကယ်လို့မြန်စန်ကျူရဲ့အခြေအနေတွေကလုံးဝ Avila ကိုအကူအညီပေးမနေဘူး Avila အတွက်တော်တော်ကြီးကိုအနောက်ရှက်ဖြစ်နေတယ်တိုင်းပက်စရာဖြစ်နေတယ်ဆိုလို့ရှိရင်သူတို့လည်းပဲတနည်းမဟုတ်တနည်းတော့ပြန်လှုပ်ဖို့ကြိုးပမ်းပါပဲယာဒီကုံထိသူတို့အသင်းပေါ်မှာအကျိုးမပြုနိုင်တဲ့ကစားမတစ်ယောက်ကိုထားဖို့တော့နော်ဒီစဉ်းစားလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဗောနောအဲ့တော့ကျွန်တော်တို့ထားမှာတော့ဟိုယောကြီးတွေပါလေးပေးပြီးတော့မြန်ပြန်ပို့မလားဗော ဒါဖြစ်ကောင်းနဲ့ဖြစ်လာမှာပဲလေကျွန်တော်တို့ဂျားထဲမှာသူ့ဟာနေသူတို့ရှိကြမှာပဲဒါပေမဲ့လို့ကျွန်တော်ထင်တာတော့ပြေကြတယ်အဲဇန်နဝါရီအပြောင်းအရွှေ့မှာဆိုလို့ရှိရင်ဗောနော်ဒီဂျီဒန်ဆန်ဂျူကိုအသင်းဘက်ကပြန်ခေါ်လိုက်မယ်လို့တော့ကျွန်တော်မထင်ဘူးဗောဗျာပြဿနာကတော့ကိုယ့်ကစားသမားနော်အက်စတူမီလာထံအငှားသွားကစားနေရတဲ့သူဆိုတော့ဘယ်လိုပြောရမလဲ ဒီကိုရီးယားတော့ပြန်ပို့တယ်ဆိုရင်တော့လက်ခံမှာပေါ့ဒါပေမဲ့လို့ရော်ကြီးကြီးဘာကြီးနဲ့ပေါ့နော်ဒီတိုင်းကတော့ကျွန်တော်သဘောတူညီမှုကဇန်နဝါရီပြောင်းရွှေ့မှာပို့တာမျိုးလုပ်လို့မရတဲ့အတွက်ဆန်ချိုပြန်လာလို့မရဘူးပေါ့လေအဲ့တော့ဂျီတန်ဆန်ချိုနဲ့ပတ်သက်ရင်လောလောဆယ်ဘယ်သူကမှမလူချင်းကြောက်အရင်တုန်းကတော့သိရမလားဟာကိုရီးယားပဲမင်းမှားနေတာလို့လို့ကိုရီးကြောင့်ပဲဆန်ချိုကတိုင်ပတ်တာလို့လို့သိရမလားဒါပေမဲ့လို့ဆန်ချိုနဲ့ပတ်သက်လို့ရှိရင်သူကိုယ်တိုင်ကိုကတကယ်လုံးဝအဆင်မပြေတော့တဲ့ကစားသမားသူကိုယ်တိုင်ကိုကဘောလုံးအပေါ်မှာ အာယုံမဆိုင်နိုင်တော့တဲ့ကစားမတစ်ယောက်ပေါ့နော်လုံအောင်ပျက်စီးသွားပြီလို့ကျွန်တော်ပြောလို့ရတယ်ဗျာဒီလားလောလောဆယ်အချိန်ထိကရင်းနှုံးကတော့သိတယ်မလားအေရစ်တန်ကမှုလို့အဆင်မပြေတာပေါ့ဟမ်ဒေါ်မွန်ကိုအငှားလေးသွားကစားလိုက်ပါတယ်ချန်ပီယံစ်လိဂ်လေးမှာနည်းနည်းလေးလှုပ်ပြလိုက်ပါတယ်နော်အာအားလုံးကကိုရီပြဿနာတွေဖြစ်လာကြရောနော်ယူနိုက်တက်မှုလို့ဟလာနော်ပြီးရင်အေရစ်တန်ကမှုလို့ပေါ့အခုလဲကျွန်တော်တို့ကြာရောနော်လက်ရှိဘယ်လိုပြောမလဲတခြားအသင်းတွေထဲအငှားသွားကစားတာတွေနော်ချယ်လ်ဆီထဲအငှားသွားကစားတာတွေ အခုအက်စတိုမီလာထံအငှားသွားကစားတာတွေဒေါမွန်ရဲ့ဘက်ကထပ်ပြီးတော့မလူကျင်တော့တာတွေဂျူဗင်တက်စ်ကအပြစ်သက်မခေါ်ကျင်တာတွေဂျူဗင်တက်ကခေါ်ဖို့အတွက်သတင်းထွက်ပြီးမှဆက်မကျူးပန်းတော့တာတွေအများကြီးပဲဂျီရန်ဆန်ဂျိုကနော်အများကြီးဒီလိုပြဿနာတွေကျွန်တော်ဖြစ်လာပြီဆိုတော့မဟုတ်ရင်ကိုရီအကြောင်းကြီးပဲအကုန်တိုင်ပတ်နေဦးမှာဒါကြောင့်ဆန်ဂျိုကိုမန်ချက်စတာယူနိုက်တက်ကဇန်နဝါဇန်နဝါရီမှာပြန်ခေါ်လို့ဒါပြန်ခေါ်ဖို့မလူဘူးပေါ့နော်ရောက်မလာဘူးလေအရေးကြီးတယ်ကျွန်တော်တို့အမ်ဘိုရင်က အသင်းကိုတကယ်ကောင်းတဲ့ကစားမားတွေအစုဖွဲ့ဒီစိတ်တကောင်းတဲ့ကစားမားတွေတော့အချင်းချင်းပေါ်အဆင်ပြေတဲ့ကစားမားတွေအဖြစ်ကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲပြောင်းလဲဖို့ပြင်ဆင်ထားကြတာပေါ့နော်ပြင်ဆင်ထားကြတာအဲ့လိုနေသားမျိုးမှာအဘယ်လိုပြောမလဲဒီလိုကစားမားတွေအသင်းနဲ့လူစင်းတွေကိုယောက်လာတယ်ဆိုလို့ချင်းအဆင်မပြေဘူးအမိုရင်ကလည်းယောက်လာရင်လူစင်းတွေပါရထက်လိုက်မယ်လို့မထင်ပါဘူးဒါကြောင့်ပေါ့နော်ဒါကောင်းတဲ့ချက်လို့ကျွန်တော်ထင်တယ်စန်ချိုကိုကျွန်တော်တို့အသင်းထံပြန်ခေါ်လို့မရဘူးအက်စတိုမီလာရဲ့ဘက်ကလည်းဇန်နဝါရီမှာပြန်ပို့လို့မရဘူးဆိုတာကအများကြီးကောင်းတဲ့တစ်ချက်ပါ ။အဲဆိုတော့ညီတို့ရောဘယ်လိုမြင်ကြလဲ။အသင်းကိုပြန်ရောက်လာလိမ့်ဦးမယ်လို့ထင်ကြလား။ဆွေးနွေးကြပါအောင်။အားလုံးကိုကျေးဇူးများပါတယ်။